ကျွန်တော်သမိုင်းဆိုင်ရာပြန်ချရမယ်လို့ယုံကြည်ပါတယ်လို့เนาะကျွန်တော်တို့ဒီကနေ့ညနေတော့အလွန်အားနာပါတယ်အသမိုင်းဆိုင်ရာအခက်အခဲလေးတို့အထူးပဲအားနာကြောင်းဖော်ပြလို့တယ်ကျွန်တော်ပြန်ချရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ချစ်ရှုသောသူအားလုံးကိုအထူးပဲချီးကျူးတင်ပါတယ်ကျွန်တော်မန္တလေးမန္တလေးကိုရောက်ရှိနေတာဖြစ်တယ် ။အုံမျိုးတော်အုံမာတို့မိသားစုကနေ live ဖြစ်နေခြင်းဖြစ်တယ်။ငလင်သက်သောသူများတချို့ခက်ခဲတဲ့မိသားစုတွေကိုကျွန်တော်လာရောက်မြတ်တာပြခြင်းဖြစ်ပါတယ်။အဲဘုရားရှင်ရဲ့ကြီးစွာသောကြောင့်ဒီမိသားစုတော်ဘုရားရှင်ကွယ်ကားသလိုခက်ခဲနေသောသူများဒုက္ခပြီးဥပတ်တွေ့ကြုံနေတဲ့သူအားလုံးအတွက်ကျွန်တော်ထူးပဲသတိရဆုတောင်းပေးလေရှိချောင်းခေါ်ပြပေးလိုပါတယ်။ယေရှုသူအားလုံးဖျက်ကောင်းခြင်းပေးပါစေ။ ဧပြီလ2025ဧပြီလ10ရက်နေ့ထိပို့ဆောင်တဲ့ဘုရားရှင်နာမဆုံးချ၍မင်္ဂလာရှိပါစေစစ်တောင်းကြပါစို့ဘုရားရှင်ငလင်တန်တင့်၍ဒုက္ခရောက်နေတဲ့နေရာအတန့်ကိုဘုရားရှင်သည်ကွယ်ကားတော်မူပါကုညီကယ်ဆယ်ရေးထောက်ပံ့ရေးလိုအပ်တာအလုံးဘုရားရှင်ထောက်ပံ့တော်မူပါကျွန်တော် ေနေ့တိုင်းသီးသီးမှငလင်တန်သစ်ငုံသူများတို့ဘီဥပဲရောက်နေသောသူများတို့ဆွတောင်းနေဖရားရဲ့လက်တော်ဆောင်ထင်းပါအခုလည်းကျွန်တော်ပြောတာထက်ကိုတော်ပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအားဖြင့်ဆွတောင်းရဝေငှပါれဖရားအာမင်ဖြတ်ရှင်ရဲ့ခြေစော်ချီးမွမ်းပါれကျွန်တော်တို့ ခေါင်းစဉ်တစ်ခုနားထောင်နေတယ်အဲ့ဒါကတော့သခင်ရှုခရစ်တော်ကားတိုင်းပေါ်တက်တဲ့အချိန်မှာယင်တွေ့ရတဲ့ထူးခြားတဲ့ဖြစ်ရဲ့ရှစ်ခုအဲ့ဒါကျွန်တော်နားထောင်နေတယ်အဲ့ဒီရှစ်ခုမှာဒီကနေ့ခုနှစ်ခုမြောက်ကိုရောက်ပြီနံပါတ်1ပထမတစ်ခုကတော့ဘာလဲဆိုတော့ င်းကြမ်းတွင်းတွေပွင့်ထွက်ပေါ်တယ်သခင်ရှုကားတိုင်းတက်တဲ့ချိန်မှာအဲ့ဒါမသက်ခန်းကြီး29အငယ်52ကိုဖိုင်ချတွေ့ရမှာဖြစ်တယ်မမနစ်ကတော့ဗာလေးဆိုယောမတမှုကသခင်ရှုဘုရားသားလို့သူဝန်ခံခဲ့တယ်မသက်29အငယ်54ကိုဖိုင်ချတွေ့ရမယ်နောက်ဆုံးတတိယချက် ကတော့လူအများကသခင်ရှုရဲ့ကားတိုင်းတော်ကိုချိပြီးတော့ယဉ်ခတ်ပြီးတော့သခင်ရှုနဲ့သူတို့ထပ်တူထပ်မြတ်ခံစားတယ်လို့ဝန်ခံခဲ့တယ်ဘာလို့ရှိသေးဒီစတုခဲတွေစံတက်တွေဂျူးတွေကတော့မရိယာကားတိုင်းတင်ခဲ့တယ်တချို့တွေကယဉ်ခတ်ပြီးတော့သူတို့ တ်တုတမခန်းစားရလို့ဝန်ခံခဲ့တယ်။ဒါကိုဖတ်ချင်လူကခန်းကြီးနဲ့73ငယ်58ကိုဖတ်ရင်တွေ့ရမယ်။နောက်ကျွန်တော်ကားပိုင်တစ်ဖက်ချက်မှာသခူးကြီးနှစ်ယောက်၊ဓမြကြီးနှစ်ယောက်ရဲ့ခြေချိုးခြင်းခံရတယ်။ယောဟန်ခန်းကြီး69ငယ်34ကိုဖတ်ရင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နောက်ကျွန်တော်တဏမလေး၊နမငါးကတော့တခိရှုရဲ့နဘီတော်ကိုလှန်နဲ့ထိုးတဲ့အခါသွေးနဲ့ရေထွက်လာတယ်။ ။နောက်အဲ့ဒါဖတ်ချင်ယောဟန်ခန်းကြီး၁၉ငွေ34ကိုဖိုင်တွေ့ရမယ်။ဒါလေးကျွန်တော်ရှင်းပြခဲ့ပြီ။နောက်နံပါတ်6ကတော့တကိရှုရဲ့သင်္ချိုင်းတွင်းမှာတချူချင်းခါတယ်တကိရှုက။တကိရှုသင်္ချိုင်းတွင်းမှာတချူချင်းခါတယ်ဒါပေမဲ့၃ရက်မြောက်ဘုံနေမှာထမြောက်တယ်။အဲ့ဒါကကျွန်တော်ယောဟန်ခန်းကြီး၁၉ငွေ38က40နှစ်ထိဖိုင်ကျွန်တော်တွေ့ရမယ်။ဒီကနေ့ကျွန်တော်နံပါတ်9တစ်ချက်ကတော့သင်္ချိုင်းတော်ကိုတစိတ်ခတ်ခြင်းခါ ကဖတ်ချင်တော့မသက်ခန်းကြီး20ခုအငယ်66ကိုဖတ်ရင်တွေ့ရမသက်20ခုအငယ်66မှာတကယ်ရှိသေးတဲ့အောင်ဒစိတ်ခတ်တယ်။ဘာကြောင့်ဒစိတ်ခတ်လဲဆိုတော့ပါရီရှဲဒီယေဘရိဒီအပိလမင်းကိုလာပြောတယ်။ကိရှုကအဲ့သူဒေစာကြီးလက်လေတဲ့ခါပြောခဲ့တယ်သူကားလိုက်မှသိခံမယ်တုံးရမြောင်းနေထမြောင်းမယ်တဲ့ဒါကြောင့်လည်းသခင်ရှုရဲ့အသင်းကြီးကိုဒစိတ်သွားခတ်ပေးပါတယ်အော်ပါရီရှဲတို့ကျန်တဲ့ပုဂ္ဂိုလ်တို့ဇတုကဲတို့ရပိုးကြီးတို့ကသခင်ရှုတုံးရမြောင်းနေထမြောင်းပါဦးသူတို့ပြန်မှတ်မိတယ်ဗျ မဲ့တပည့်တော်၁၂ပါးမမှတ်မိဘူး။တကီရှုနောက်ခဲ့တဲ့နောက်လိုက်ခဲ့တဲ့သူတွေမမှတ်မိဘူး။တကီကျွန်တော်လည်းဘာမှတ်မိဘူး။တကီရှုခမ်းမြောက်ခြင်းကိုကျွန်တော်မမှတ်မိရဘူး။တကီရှုတကူကြီးခြင်းကိုဝန်ခံ။တကီရှုရာခသိမ်းတတ်နိုင်ခြင်းကိုယုံကြည်ရအောင်။အဲဒီပုံမှန်ဖရားကတင့်ကိုတသိထူမှဖြစ်တယ်။အခုလည်းဒီဂျပိုကြီးတွေကပြောတယ်တစိတ်ခတ်ပြီးပါဆိုပြီးလည်းမင်းကချက်ချင်းပဲသူ့ရဲ့ယောမစစ်တပ်ကိုလွတ်ပြီးတော့အကီရှုရဲ့တင်းကြိုင်းလုံးကိုတစိတ်ခတ်လိုက်။ နိုင်ငံအောင်ပြောရင်တော့ဒစိတ်ခတ်တယ်ဆိုတာအဲ့ဒါဖတ်ချင်မသဲ20ခွန်အငယ်66ကိုဖတ်ရင်တွေ့ရမှာဒစိတ်ခတ်တယ်ဆိုတာကစီဒစိတ်ဒီခတ်လိုက်တယ်ချိတ်ပိတ်လိုက်တယ်ဆိုတာပြန်ဖွင့်လို့မရတော့ဖွင့်ဝင်မရှိတော့ဘူးလို့အဓိပ္ပာယ်ရမပွင့်တော့ဘူးလို့အဓိပ္ပာယ်ရယမစသားတွေနဲ့ပြိလက်မရတာဒစိတ်ခတ်လိုက်တာဒါပြန်တကီရွှေအိုက်သင်းញိုင်းတွင်းတွေကနေ၃ရက်မြောက်ဆုံးနေ့မှာထမြောက်ခဲ့ဘာသာနေအောင်ပြောရင်တော့ဖွင့်လို့မရဘူး ွန်းဝင်မရှိဘူးဖွင့်လို့လည်းဖြစ်မှာမဟုတ်ဘူးဆိုတဲ့အရာကနေပွန့်ထွက်လာတာတကယ်ရှိခရစ်တော်ပဲအဲဒီကနေ့သင်ရဲ့သက်တာမှာပိတ်ဆို့နေတဲ့အရာတွေနော်မိသားစုမှာတားဆီးနေတဲ့အရာတွေဖွင့်လို့မရတဲ့အရာတွေမပွင့်နိုင်တဲ့အရာတွေကတကယ်ရှိတကူတော်အဖြစ်ပွန့်ထွက်နိုင်တယ်ဆိုတာကိုအပြင်းချင်တယ်။ဒါအောင်စကားလေးလုံးပြောချင်တယ်။သင်လိုအပ်တာတွေမတောင်းရင်သင်မလိုအပ်တာတွေနဲ့တွားနေရတတ်တယ်။ပြောပြောချင်တယ်။ တင်လူဓာရီတို့မတောင်းခဲ့ရင်တင်မလူဓာရီနဲ့တွားနေရတတ်တယ်။နောက်ဒီနေ့တင်ဘဝမှာတင်လိုအပ်တာနေ့စဉ်တောင်းတတ်သောအသက်တာဖြစ်ဖို့လိုတယ်။နောက်ဒီရှုကတော့တောင်းကြလို့တောင်းနေရမည်ရှာကြလို့ရှာလင်ဖွင့်မည်တကားကိုခောက်ကြလို့ခောက်လင်ဖွင့်မည်လို့သူဂရိပေးထားတယ်။ကြောင့်တင်းကျင်းကိုတစိတ်ခတ်လိုက်တဲ့ယောမစစ်သားတွေနဲ့ဖိလမင်းနဲ့ရပ်ဘောဟိတ်အလုံးတော်အော်စရာတခေရှုထမြောက်ခဲ့ ဒီကင်းတင်သက်တာမှာဖိတ်ဆို့ရရာအလုံးသခင်ရှုနဲ့နေတိုင်းသွားပွင့်ထွက်တဲ့အရာမျိုးလက်မြောက်ချင်းခံစားရတဲ့အရာမျိုး သခင်ရှုလုပ်ပေးနိုင်တယ်။ဒါနဲ့ကင်းသိမိသားစုသင်ဝင်းကျင်တဲ့အသက်တာမှာသင်အနာဂတ်မှာဖိတ်ထားတဲ့ဒစိတ်ခတ်တဲ့အရာအလုံးဖွင့်ပေးနိုင်တာသခင်ရှုခရစ်တော်ဖြစ်တယ်။ဒါကြောင့်ဒီခရုံးကလူငယ်လေးတစ်ယောက်ကအသက်90မြင့်နဲ့တိုက်ပေါ်ရတယ်သူတို့ခုံချ မြောက်တော့သူတို့တီသွားတယ်။အဲ့ချိန်မှာပဲရဲကလာစစ်တယ်သူတို့တကယ်ချင်းနေရာလဲရဲတွေကိုပြောတယ်။သူတို့အဲ့ထက်ခွန်းဆေးကနေခုံချတာမသိဘူးတင်လို့ခုံချတာလေ။ဟောရဲတွေကမီးတယ်။ဟာခုံချရင်တော့တီမှာပဲမဟုတ်ဘူးတဲ့သူတို့ကလီဒီဝတ်ပြီးခုံချတာ။လမ်းတွဲရောက်တော့လီဒီခလုတ်ကိုဖွင့်တယ်လီဒီမပွင့်လို့သူတို့တီသွားတာ။ဒီလူငယ်နှစ်ယောက်ကအထက်ကနေဆေးပေါ်ကနေလီဒီဝတ်ပြီးလီဒီကိုယုံပြီးခုံချတယ်။ဒါပေမဲ့လီဒီကမကြေဘူး။ ဒါပေမဲ့ကျမ်းစာမှာသခင်ယေရှုကိုတင်းញိုင်းတစိမ့်ခတ်ပေမဲ့သခင်ယေရှုက၃ရက်မြောက်သောနေ့မှာအထမြောက်ခဲ့တယ်။သခင်ယေရှုတတ်နိုင်တယ်။သခင်ယေရှုကိုယုံတဲ့လူသခင်ယေရှုကယ်နိုင်တယ်။ တော့ဒီကနေ့သင်နဲ့ကျွန်ုပ်ရဲ့ယုံကြည်ခြင်းဟာကေနုတ်ချင်းရှိတယ်။သင်နဲ့ကျွန်ုပ်ရဲ့ယုံကြည်ခြင်းဟာပွင့်ထွက်ခြင်းရှိတယ်။သင်နဲ့ကျွန်ုပ်ရဲ့ယုံကြည်ခြင်းဟာစီးတာအားလုံးတွေကလွတ်မြောက်ခြင်းရှိတယ်ဆိုတာဒါသင်တိုင်းတစိတ်ခတ်ခြင်းအဖြစ်သခင်ယေရှုလွတ်မြောက်ခြင်းသခင်ယေရှုရဲ့ထမြောက်ခြင်းဟာသက်တည်သူတွေဆိုတာသူတွေ့ရတယ်။ဒါကလူငယ်လေးနှစ်ယောက်ကတော့အထက်ကနေဆင်ရနေလီဒီကိုယုံပြီး ခုန်ချတယ်လီဒီကသူ့ကိုမကယ်ဘူး။ ဒါပေမဲ့သင်နဲ့ကျွန်ုပ်တခီရှုကိုယုံပြီးအသက်ရှင်ပိတ်ဆို့တဲ့အရာတွေအလုံးပွင့်ထွက်ပေါ်အောင်ထိုးရှင်ကလုပ်ပြီးနိုင်တယ်ဒါကြောင့်သင်ရဲ့ချမ်းမာကြီးစီးပွားကြီး တဲ့အသက်ကြာမှာလူရာအာလုံးပွင့်ထွက်အောင်ထိုးရှင်လုပ်နိုင်တယ်။ထိုးရှင်ကိုနေ့တိုင်းအာယုံပြုလျက်ထိုးရှင်ကိုဆွဲလန်းယုံကြည်လျက်ပွင့်ထွက်ခြင်းနဲ့လွတ်မြောက်ခြင်းကောင်းကြီးရပါစေလို့အပေးခြင်းနေကုန်းချုပ်လို့လေ။ခြားနာသူရောက်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all ။ကျွန်တော်နှစ်ဖာမန္တလေးကနေရန်ကုန်ပြန်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်နှစ်ဖာညနေ live service တကယ်ရန်သားမှာဖြစ်ပြီးချက်သဘရီနေ့မြန်မာစံတော်ချိန်ညနေ3:00ခွဲမှာကျွန်တော်ပြန်လည်ပြီးသူဆုံမှာ ဖြစ်ပါတယ်အဲသူသွေးငလင်ဘီးကြောင့်ဒုက္ခရောက်တဲ့သူအားလုံးကိုကျွန်တော်အထူးသတိရဆူတောင်းပေးလျက်ရှိပါတယ်ဒီမန္လီမှာလည်းကျွန်တော်လာရောက်မြတ်တာပြခြင်းဖြစ်တဲ့တချို့လည်းမန္လီမှာရှိတဲ့ဓမ္မပရိသတ်များအွန်လိုင်းပရိသတ်များခက်ခဲရှိသောသူများရှိရင်ကျွန်တော် ဒီ page ကနေပြီးတော့တော်တော်ကောင်ဒါမှမဟုတ်ကျွန်တော်နဲ့ဆက်သွယ်နိုင်ကြောင်းเนาะသိခက်ခဲရှိသောသူများအတွက်ဆက်သွယ်နိုင်ကြောင်းကျွန်တော်ပေါ်ပြလို့ရကျွန်တော်တို့အတွက်သတိရစစ်တောင်းပေးလျက်ရှိကြောင်းပေါ်ပြခြင်းပါတယ်အားလုံးကိုဖျက်ရှင်တာ၍ကောင်းချီးပေးပါစေစစ်တောင်းကောင်းချီးခံယူကြပါစုခမည်းတော်ဖျားရဲ့မြတ်တာတော်သာတော်ယေရှုခရစ်တော်ဖျားရဲ့ကြီးစုတော်ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့သာရှင်တော်ဝိညာဉ်တော်ဖျားရဲ့ကွယ်ကဆောက်မခြင်းသည်ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောင် ဒီကနေ့မွန်နေ့ချောက်တဲ့မွန်နေ့ရှင်သီးသီးပေါ်သူတကောင်မင်္ဂလာနေ့ပါလေချောက်တော်သူသီးသီးပေါ်သူတကောင်ဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တကောင်ငလင်ပြီးကြောင့်ဒုက္ခရောက်နေတဲ့သူများငိုချွေနေတဲ့သူများကေစီကြီးကိုလှုပ်ဆောင်နေတဲ့သူများပြန်လေထူထောင်ကြီးတွက်တော်ကောင်တချို့တွေယနေ့ထိစိတ်တန်ရာရပြီးခြေခွဲနေတဲ့သူတွေဝမ်းမြောက်ခြင်းနဲ့တကားတခီရှုသည်တင်းကြိုင်းမှာတစိတ်ခတ်ပေမဲ့သူတစိတ်ခတ်တဲ့တင်းကြိုင်းကနေတုံးရမြောက်သောနေ့မှာထမြောက်ခဲ့တဲ့အရှင်ရဲ့တကူတော်သည် ်မြန်မာပြည်တပီလုံးပေါ်သို့သလကောင်တကပါလုံးပေါ်သို့သလကောင်တက်ရောက်စေသလို online ကြည့်တဲ့ဓမ္မပရိသတ်များ YouTube ကြည့်တဲ့ဓမ္မပရိသတ်များပြည်တိုင်းတိုင်းသီးသီးမှာခက်ခဲချေကွဲနေတဲ့သူတွေတို့လွတ်မြောက်ခြင်းနဲ့တကွဖျားရှင်ရဲ့ကွယ်ကာဆောက်မှခြင်းတို့သည်တက်ရောက်သလိုဘုမျိုးတော်အုံမာနဲ့တကွမိသားစုများချစ်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှဆက်၍ဒါလာဆင်းမြဲကောင်းချီးဖြာဖြာနဲ့လုံခြုံကွယ်ကာခြင်းတို့သည်တက်ရောက်တည်ရှိတည်နေပါစေတော့အာမင် ယေရှုတင်ပါရင်ယေရှုသူအားလုံးကို ဖြတ်ရှင်ကောင်းချီးပေးပါစေကျွန်တော်အခုရောက်ရှိနေတဲ့နေရာကလန်ဒန်ဝင်းဖြစ်ပါတယ်ဒီနောက်မှာတော့ကျုပ်ပြတ်သွားတဲ့အဆောက်အဦတွေကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်မန္လီတိုင်းဒေသကြီးနဲ့တကွပြည်နယ်တိုင်းသီးသီးမှာပြုတ်ပြတ်ခြင်းရှိနေတဲ့အရာတွေတော့ပြန်လည်တိဆောက်ပေးနိုင်ဖို့ရန်တရိယာဆွတောင်းပေးနိုင်ကြောင်းပေါ်ပြလို့ရတယ်။သင်တို့အားလုံးကို ဖြတ်ရှင်ကောင်းချီးပေးပါစေ။သိချစ်တဲ့သင်တို့အားလုံးကိုကျေးဇူးတင်ရှိပါစေ။ God bless you all ။ပြန်လည်တွေ့ဆုံကြပါစို့။